မြင်္ဂလာပါမနေ့ပြန်ခொနီရသားသမီးများတို့အတည့်တာဆောင်းဝင်ရှောင်းများကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေသားသမီးများတို့ယနေ့မှာတော့ဝမ်းသာစရာတွေအောင်မြင်မှုတွေဇက်တိုက်ကြုံတွေ့ရမယ့်နေ့လေးဖြစ်ပါတယ်ရွှေရတနာအလှကုန်အလှပြင်ဆိုင်အမှုပညာနဲ့သက်ဆိုင်တဲ့အလုပ်များအထူးအောင်မြင်ပါလိမ့်မယ်ကိုလတ်ရာရန်တာမျိုးတွေဖြစ်တတ်ပါတယ်နှစ်ကိုးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းနိုင်အောင်တော့အဝါရောင်နဲ့ရွှေဝါရောင်ဖြစ်ပါတယ် ရေဒီယာအနေနဲ့ကတော့မိမိအရာဖျားမှာစီမီငားတိုင်ကတ်လို့ပူဇော်ပေးပါတနင်္လာသားသမီးများတို့ယနေ့မှာတော့မိတ်ဆွေရင်းများနဲ့စကားပြောဆိုညှင်းခေါ်အပ်တပါတယ်စာချုပ်ဆက်တူရှယ်ယာကိစ္စတွေစိတ်ညစ်အပ်တပါတယ်ဝမ်းသာစရာသတင်းကောင်းများကြားပါလိမ့်မယ်ခြေထောက်အောက်ပိုင်းမှာထိခိုက်မိတပါတယ်အခြေအေးမှာတော့အထင်မြင်တွေ့စရာများနဲ့ကြုံတွေ့ရတပါတယ်နှစ်ခွန်ပါတဲ့ကနေများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရောင်တော့အနီရောင်နဲ့ပန်းရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရံဖျံမှာမွင်းကားကတ်လို့ပူဇော်ပေးပါ။ အင်္ဂါသားသမီးများတို့ယနေ့မှာတော့အလုံးမဝေခွဲရခက်ဆုံးဖြတ်ခက်တာမျိုးတွေဖြစ်ပါမယ်အထင်လွဲဆွဆွဲခံရတတ်ပါတယ်ရွှေလက်ဝတ်ယတနာပစ္စည်းတွေထွက်သက်ပြောက်သက်ပျက်စီးတတ်ပါတယ်အထက်လူကြီးအကြီးငယ်များစီရနေပြီးတော့အခုကြီးအထောက်ပံ့တွေရရှိပါလိမ့်မယ်ဘိုင်အောင်ဘိုင်နာ ဖြစ်တတ်ပါတယ်အခြေရေးမှာတော့တာတာရရာရှိနေပါမယ်ငါးခွန်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့ရွှေဝါရောင်နဲ့ညီညွတ်အောင်ဖြစ်ပါတယ် ရေရာအနေနဲ့ကတော့မိမိရဲ့အဖေမှာပူတင်းပါမို့ကတ်လို့ပူဇော်ပေးပါဗုဒ္ဓဟူးသားတို့များအတွက်ယနေ့မှာတော့အလုံးမှာစိတ်ညစ်စရာစိတ်ရှုပ်စရာများနဲ့ကြုံတွေ့ရတတ်ပါတယ်ငွေကြေးကံတော့ကောင်းပါတယ်ဆုံးဖြတ်ချက်အမှားများချမိတတ်ပါတယ်မိမိပတ်ဝန်းကျင်အနီးအနားမှာဝါယာရှော့ဖြစ်တတ်ပါတယ်အခြေရေးအိမ်တော်ကြီးမှာကြီးနူးပျော်ရွှင်စရာများနဲ့ကြုံတွေ့ရတတ်ပါတယ်၄၅ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဖြူရောင်နဲ့အဝါရည်ရောင်ဖြစ်ပါတယ် ရေရအနေနဲ့တော့မိမိရဖျားမှာပဲနုကတ်လို့ပူဇော်ပေးပါဂျာရာပရိသရမမြတ်ဆိုယနေ့မှာတော့အဆအဆအရာရာအစဉ်ပြေအောင်မြင်မဲ့နေလေးဖြစ်ပါတယ်လူမျိုးကြပါတာကြာဆက်တူရှယ်ယာကိစ္စတွေမှာအစဉ်ပြေပါလိမ့်မယ်အချင်းရင်းနဲ့အိမ်တော်ရေးမှာတော့သုံးတဲ့သူဖိမကူညီမှုများနဲ့တာယာနေပါလိမ့်မယ်ငွေကန်ကောင်းပါတယ်ခြေတော့မှာထိခိုက်တန်ရာရတတ်ပါတယ် တစ်သုံးပါတဲ့ခဏများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အစိမ့်နှုတ်ရောင်ဖြစ်ပါတယ်။ရေရရာအနေနဲ့ကတော့မိမိရဲ့ဖျံမှာအုန်းနီးပါတယ်မို့ကတ်လူပူဇော်ပေးပါ။တောက်ကြသားသမီးများတို့ယနေ့မှာတော့စီးပွားရေးလူမှုရေးအဆအဆရရာအဆင်ပြေအောင်မြင်နိုင်မဲ့နေလေးဖြစ်ပါတယ်။ရွှေလက်ဝေရတနာများ ဝင်သက်ပါတယ်။ကျမ်းမာရေးမှာစိုးရင်စရာမရှိတော့လေခန္ဓာကိုယ်ဘယ်ဘက်အချံအောက်နေတတ်ပါလေအခြေရေးမှာတော့ตายရနေပါမယ် ကိုငါပါတယ်ခဏမြအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဝါရောင်နဲ့အနက်ရောင်ဖြစ်ပါတယ်။ရေတရာအနေနဲ့ကတော့မိမိရဖျားမှာကြောက်ကြောက်ကလို့ပူဇော်ပေးပါ။စနေသားသမီးများတို့ယနေ့မှာတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့စိတ်နှောင့်ယှက်များဖြစ်ရပါမယ်။အလုံးမှာသူများပြဿနာကိုပြဿနာဖြစ်တတ်ပါတယ်။ရကြရရှိတဲ့ငွေများပြန်မရပဲနဲ့ထင်းကိုကြံ့ကြာနေတတ်ပါတယ်။ခေါင်းမူကောင်းကိုက်ဖြစ်တတ်ပါတယ်။ချစ်တူရဲ့အထင်ရွေးခြင်းကို ခံရတတ်ပါတယ်။ ငားလေးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အပြာရောင်နဲ့အညူရောင်ဖြစ်ပါတယ်။ရေတရာအနေနဲ့ကတော့မိမိရဲ့အဖျားမှာလက်ဖက်ရည်ကပ်လို့ပူဇော်ပေးပါ။အားလုံးကျမ်းမှချမ်းသာကြပါစေ။